ကေပရိသတ်တို့ရေခုခေါက်ကျွန်တော်တင်ဆက်ပေးမှာတကယ်ကိုကျွန်တော်တို့ပရိသတ်တွေအတွက်ဝမ်းသာစရာသတင်းလို့ပြောရမှာပါချက်ထရူကတော့တကယ်ဝမ်းချန်ပီယံရှစ်မှာကျွန်တော်တို့မြန်မာပရိသတ်တွေအတွက်အထူးစပယ်ရှယ်သူပြင်ဆင်ထားပေးတာမားတော်လို့ကျွန်တော်ပြောရမှာပါဟိုတနေ့ရပဲပရိုနီကာကနိုင်သွားပါတယ်တရုံမှာကိုတရုံတော့တရုံမှာကိုနိုင်သွားပြီလို့ခုခေါက်သူကထပ်ပြီးတော့ ဂျပန်ဖိုက်တာမှလည်းထပ်ပြီးတော့တည်ပေးလိုက်ပါတယ်။ပွဲရတော့တော်တော်လေးကြီးကောင်းတော့မှာပါ။မင်းပါလားငါပါလားဆိုတာအမှားတည်းကျွန်တော်တို့တွေးရတော့ပါပါ။အားပေးဖို့ကကျွန်တော်တို့တာဝန်ဖြစ်တဲ့အတွက်ပွဲတည်ပြီးတဲ့ချက်ချွေပေါ်မှာလည်းကျွန်တော်တို့ကျေးဇူးတင်ရမှာပါ။အဲ့ဒီဖိုက်တာကတော့ကျွန်တော်တို့ဘရိုနီကာထက်လက်အသက်ကလည်းငယ်သေးတယ်အသက်က26ပဲရှိသေးတယ်ဂျပန်ဖိုက်တာမလေးရဲ့နာမည်ကတော့ Isuki Hirata ပါ ခုလက်ရှိမှာတော့ဂျပန်မှာသူ့ရဲ့ပွဲစဉ်ရှိပါတယ်။အဲ့ဒီပွဲစဉ်နိုင်ပြီးသွားလို့ရှိရင်အဲ့ဒီပွဲစဉ်ပြီးသွားလို့ရှိရင်ပရိုနီကာနဲ့ဖြစ်လာနိုင်ကြောင်းကိုချက်ထရီကတော့မနစ်ညာပဲသူ့ရဲ့တွဲသားအကောင့်မှာခုလိုတင်လိုက်ပါတယ်။ဒီတွဲဆိုင်တစ်ခုကတဲပေးလိုက်ပြီဆိုရင်ဘယ်တော့တော့ကောင်းမလဲ။ပရိသတ်တွေချိန်ကောင်းမဲ့ပွဲတစ်ပွဲဖြစ်လာမှာဆိုပြီးတော့ခုလိုတင်လိုက်ပါတယ်။ကဲကျွန်တော်ပရိုနီကာကိုပြောရမယ်ဆိုရင်ပရိုနီကာကသူ့ထက်အများကြီး လိုပါသေးရဲ့တကယ်ကို experience ပိုင်းမှာပေါ့အများကြီးလိုပါသေးရဲ့လို့ကျွန်တော်ကတော့မြင်ပါတယ်ဒါပေမဲ့ဘလို့စိတ်မှုနဲ့များတည်ပေးထားလဲမသိဘူးကျွန်တော်တို့ chronic လဲ short ပဲလုပ်နေရပါဘူးကျွန်မ fighter မလေးကတော့ MMA ပိုင်းမှာပေါ့သူရဲ့ tip box in Japanese tip box in ပိုင်းမှာအများကြီးတားတယ်မေးလေးပါဒါပေမဲ့လဲသူတို့ညကိုရှင်ထိုးမယ်ဆိုရင်အရန်ကိုဘောကြီးပွဲကောင်းဖြစ်လာမယ်လို့ကျွန်တော်တို့ယုံကြည်ထားသလို့ CEO ကလည်းတည်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဘာမှပြောစရာမရှိတော့ပါဘူး။သူတို့ရောက်ကြေကောင်းဖို့အတွက်တည်ပေးထားတယ်လို့ပဲကျွန်တော်ကတော့မြင်ပါတယ်။